ဒီနေ့အားမြန်မာတို့ရဲ့ရိုးရာစင်လာရမြန်မာသိဉံအတက်နေဖြစ်ပါတယ်ခင်ဗျာမြန်မာတက္ကရိ1386ခုနှစ်ဟာနောက်ဆုံးကွန်လွန်တဲ့နေ့ဖြစ်ပြီးတော့မနက်ဖြန်ဟာမြန်မာတက္ကရိ1389ခုနှစ်ရဲ့တိဥနစ်ဆန်းမင်္ဂလာခါသမယဖြစ်ပါတယ်ဒီလိုသိဉံအတက်နေ့နေ့ဟောတော့အဓာစားတဲ့နေ့ဖြစ်သတ်မှတ်ပြီးတော့ဒီနေ့ကြာရောက်တဲ့ဗုဒ္ဓနေ့ဖြစ်တာကြောင့် ရှင်းနေအတွက်ဗုဒ္ဓသာသမိတွေဟာအတာစားကိန်းကြုံတယ်လို့ရှေ့ကျန်းအစုစုတို့လမ်းညွှန်တာကြောင့်အတာစားသူတွေအတွက်ပြုရတဲ့ကုသိုလ်ရတရားတွေကိုအထူးသီးသန့်ပြောပြလိုက်ပါစေဗုဒ္ဓသာမိတွေအတာစားတဲ့ကုသိုလ်အတာစားတာကြောင့်အညံ့အခိုက်တွေပတ်ပြောင်းလက်သက်ချေတဲ့နေငယ်ဖြတ်မယ်၊သပင်ဖြတ်မယ်။အဝင်ဟောင်း၊ကဆိုးဟောင်း၊လုံချင်ဟောင်း၊အင်ညီဟောင်းနဲ့လက်သက်ချေတဲ့သပင်တို့ကိုစုပေါင်းပြီးငပြောရွံ့နဲ့ထုတ်လို့နောက်နေ့နှစ်ဆန်းတည်းနေ့မှာစီးရရေရှင်မှာစွန့်ပြစ်ပြီး အညာခိုင်းတွေပပျောက်သွားဖို့ဆူတောင်းပြုရမှာဖြစ်ပါတယ်ထို့သူနိစ္စတရားတွေမှာလည်းပဲမြတ်စွာဘုရားရှင်ကိုရည်တပ်ပဲခြင်းအဝိသင်အစာသင်ဝိချင်းတို့နဲ့အတူတင်းညာကာလပြီးကုန်စဲအောင်ပူဇော်ထားသောအတာအိုးကပန်းတွေကိုစွန့်ပြီးပန်းအသစ်တွေထိုး၍မိမိရဲ့မွေးနံ့တော့ဗုဒ္ဓတော့သို့မဟုတ်ရာဟုတော့မှာလှူနှိုင်းပြီးအတာစားခြင်းတို့မှလွတ်မြောက်ဖို့အတွက်ဆူတောင်းကုသိုလ်ပြုလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာအတာစားနေတဲ့ဗုဒ္ဓသားမီးအလုံးတနည်းတာလုံး လပြင်းနေတိုင်းလပြင်းနေတိုင်းရေခဲမုတ်သို့မဟုတ်ဖြောရေးအေးသို့မဟုတ်ရေနဲ့ပတ်သက်သော ကုသအလူစသည်တို့ကိုမြတ်စွာဘုရားရှင်ကိုတနည်းလုံးလပြင်းနေတိုင်းလှူဒန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာကျောင်းခုနှစ်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့မြို့သားမင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီသင်္ကေတနမိတ်အရာဒီနေ့ဟာကန္တရာရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ကွဲကွာနေတဲ့သူတွေအဝေးရောက်နေတဲ့သူတွေနဲ့ပြန်ဆုံမယ် ငွေကြေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ဒီနေ့ကံအထူးကောင်းဖို့လို့တွက်ဆိုရင်တော့စွန့်ကန်ကြွားတဲ့ကိုရင်ဦးစင်တပါးပါကိုပေါ့စီလောင်းလူပြီးတော့မိမိတို့ဖြစ်လို့သောကိစ္စများဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွင့်မြင်ကြတဲ့ရင်သွေးရနာရီကတော့ဗုဒ္ဓနေဘွားမဟာဗုဒ္ဓဘိနေနိယအဓိပတိဘွားသာတာရှင်များဖြစ်ကြပါတယ်ဆွေမျိုးညာတိမိတ်ဆွေသင်္ကားတို့အတွက်အဓိပတိကြသောအဓိကကြတဲ့ဇာတာရှင်ဖြစ်ကြပါလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ရပါတယ်ခင်ဗျာ ဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်များအားလုံးမင်္ဂလာမွေးနေ့ဖြစ်ကြပါစေခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရအနေနဲ့ကတော့တက်ကြီးရွယ်ဦးအဘိုးအဘွားတို့ကိုအာဟာရဒါနပြုခြင်းဥကောင်းစေမင်္ဂလာဆောင်ရွက်ပေးခြင်းအဝတ်အသင့်အစအသင့်လဲလှယ်လှူဒန်းပေးခြင်းကုသိုလ်ပြုခြင်းအပြင်မိတ်ဆွေတို့ရဲ့မွေးနေ့ကုသိုလ်ဟာအထွတ်အမြတ်ကောင်းကျိုးချမ်းသာရပါလိမ့်မယ်ဒီနေ့အတွက်အကျိုးပေးစွန့်မှုကဏ္ဍကတော့၄ကဏ္ဍ၈ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စတွေအဆင်ပြေဖို့လို့အတွက်ကတော့ တီလာရှင်ဆရာလေးတပါးပါကိုငါပြောသီးမဲ့ငါလုံးလှူတိုင်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့အတွက်စတိုးဆိုင်နေကုံစုံဆိုင်နေလဖေ့ဆိုင်နေစားတောက်ဆိုင်နေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုင်ရှိမျက်နှာသာကိုအချိုရင်နေငယ်ပက်ပြန့်ပြီးဆူတောင်းလိုက်ခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုကိန်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားသီးတစ်လုံးမှရေးပြီးညနေပိုင်းရေစည်းကိုမျှော့ပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရင်တော့ဒီနေ့မှဓာတ်စာဖြစ်နေငါးကြော်အနေငယ်စပြီး ဆူတောင်းခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ရပါလိမ့်မယ်။အချင်းမေတ္တာရင်အိမ်တော်ရင်ကိစ္စတွေအစဉ်ပြေဖို့အတွက်ကတော့အေးမြသောအချို့ရင်မြတ်စွာဘုရားရှင်ကိုလှူဒါန်း၍အေးချမ်းတန်ရသောအချင်းဖြစ်ဖို့ဆူတောင်းလိုက်ကြပါစို့ခင်ဗျာ။